ားတို့တငယ်ချင်းတယောက်ရဲ့အိမ်ကိုတရင်ကနေပင်ရဲ့အလေရောက်သွားဖြစ်ခဲ့ပါတယ်။အားလုံးရဲ့အားလည်းရဲ့ဖြစ်တာကြောင့်သူတို့အိမ်ကလူဆုံတက်ဆုံကိုတွေ့ရတဲ့ရက်ပါပဲ။မိသားစုလည်းများတာကြောင့်တရင်လုံးဆေးလေးတွေတက်ထားသလားထင်ရအောင်သူ့အမရဲ့ကလေးတွေကလည်းစုံကစားကြလို့ပါပဲ။မကြပါဘူးအငယ်ကောင်လေးကမှန်စပွဲခုံပေါ်ကလာပန်းဟိုဟိုသူ့လက်နဲ့တိုက်ဆွဲသလိုဖြစ်သွားပြီးရှေတော့ပေါ်ကြာခွေသွားပါတော့တယ်။ ခြေတော်လေးထိလာပန်းအိုးလေးကွဲဆိုတော့သူ့ရဲ့မိလို့သူကတရဆက်ရိုက်ပါတော့တယ်။ခြေတော်ကလည်းနာအရိုက်လေးခံရဆိုတော့ကလေးကအမေငိုပါတော့တယ်။အဲ့ဒါကိုသူ့ရဲ့အမေလှုပ်သူကနင်ယောက်ချားမဟုတ်ဘူးလားမငုံနဲ့အတန်ထွက်တာနဲ့အက်နဲ့ထိုးမယ်ဆိုတာနဲ့ကလေးခမရအငုံကျိပ်ပြီးအိမ်ကန်းတောက်မှသွားပြီးရှိုက်တက်နေပါတော့တယ် တစင်းဧည့်သည်ရှေဆူဆဲအရိုက်ခံရတော့ရှေယွန်းသင်ငယ်သွားတာလဲပါမှာပေါ့အဲ့ဒီနေ့ကကလေးကအိမ်ရှိကတစ်ပင်ရအောင်မှာထမင်းလေးခေါ်ကြွေးမရကစားလဲဆက်မကစားတော့ပဲနိုင်နေတော့တာပါပဲကလေးနဲ့မိဘရိုက်ကြပုတ်ကြတာလဲတဘာဝတစ်ခုပါပဲမဟုတ်လားကျွန်တော်တို့ငယ်ငယ်ကလေးကလည်းအရိုက်ခံခဲ့ရတာမလုခဲ့ကြပါဘူးမိဘနဲ့တာသမီချာမှာအရေးအဖို့ကတော့အနေနဲ့အများမလွတ်ကြတာမဟုတ် ရိုက်ပြီးတဲ့အခါမှာဘယ်လိုစိတ်ထွက်ပေါက်ပေးမလဲဆိုတာသိကြရမှာပါပဲကျွန်တော်ရှင်းတမ်းဘူးတဲ့ပတ်ဝန်းကျင်ကလူအများစုကတော့ညည်ကြတာကိုအချုံးပေးတာလို့သတ်မှတ်ကြပါတယ်ညည်ကြတာကိုလက်မြောက်သွားလို့လည်းခံကြပါတယ်ညည်ကြတာကိုပျော်ညံ့တယ်လို့လည်းယူဆကြပါတယ်ခံနိုင်မရှိဘူးပေါ့တကယ်တကယ်တမ်းကျညည်ဟာအင်အားတစ်ခုပါပဲညည်ဟာအသစ်လောင်ဖို့ အားနဲ့စိတ်ပြတ်ခြင်းတွေကိုမောင်းထုတ်ပြလိုက်ရှင်ပါပဲ။ကြာဆုံးခြင်းတွေကိုနှစ်သိမ့်ပေးတဲ့အကောင်းဆုံးလက်နက်ပါပဲ။မျက်ရည်တွေဟာတန်းရာတွေကိုစေကြောပေးနိုင်ပါတယ်။နာကျင်ခြင်းတွေကိုမေ့ပျောက်ပေးနိုင်ပါတယ်။ကျွန်တော်ငငယ်ကတော့အမေကများတစ်ခုခုပြောပြီးကြိုက်ပြီးဆိုရင်တော့ဝမ်းနည်းမှုတွေကိုအားရအောင်လုပ်ပါတယ်။ပြီးရင်တော့စားစရာရှိရအားရပါရစားပြီးကစားစရာရှိတာသွားကစားတော့တာပါပဲ။ အမေကသူမကြိုက်တာလို့လို့ကတော့တပြက်စီတစ်ချောင်းနဲ့လိုက်ရိုက်တော့တာပါပဲအင်ကောင်းရင်ကအဖေအမအကြီးစီကပြီးတော့တာပါပဲအကြီးကရှေ့ရကာထားပြီးအမေကရအောင်စော်နဲ့စူညံတော့တာပါပဲရိုက်ပြီးလို့ကတော့အကြီးကမငုံနေတော့လို့ပြောလို့အာရဖာရငုံရှားလိုက်ပါပါပဲပြီးရင်ကျွန်တော်စိတ်ထဲဘာမှမရှိတော့ပဲအကြီးပြေးတယ်မဟုတ်ဘူးယူပြီးပြန်ကစားတော့တာပါပဲ တကယ်တော့ငိုလိုက်တာဟာနာကျင်ခြင်းတွေကိုနှစ်သိမ့်ပေးခြင်းအန်ထုတ်လိုက်ခြင်းပါပဲကျွန်တော်တို့အများစုဟာအရွယ်ရောက်လာတဲ့အခါမှာလောကကြီးရဲ့ထိုးနှက်ချက်တွေကိုအမျိုးမျိုးရင်ဆိုင်ကြရတဲ့အခါမျက်ရည်မချနဲ့ငါအချုံမပေးဘူးလို့မျက်ရည်မချဘူးငါအာတင်းထားမယ်လို့ဆိုပြီးချိန်မိနာကျင်ခြင်းတွေကိုညှို့ချတတ်ကြပါတယ်စိတ်တရားတွေရတဲ့အခါမှာလွတ်လွတ်လပ်လပ်တစ်ခါလောက်ငိုကြည့်ကြည့်လိုက်ပါ အလုတ်ကိုင်းနဲ့အစင်မပြေတော့လို့ပိတ်လောင်နေသလိုခံစားရတော့တဲ့အခါငိုချပြစ်လိုက်ပါ။တန်ရာတွေ၊နာကျင်ခြင်းတွေ၊ဝမ်းနေတော့ကတွေဟာမျက်ရည်နဲ့အတူပါသွားပြီးတော့ပေါ်ပါသွားပါလိမ့်မယ်။ခံစားရရတွေပေါ်သွားတဲ့အချိန်ငိုချပြစ်ပါ။အဲ့ဒီအချိန်ငိုတဲ့မျက်ရည်ကိုလက်နဲ့စမ်းကြည့်ပါ။ပုံနေရပါပဲ။မျက်ရည်တွေပါ။အဲ့ဒါတွေကကျွန်တော်တို့ရဲ့ညံ့နှွမ်းမှုတွေကိုတွန်ထုတ်လိုက်ခြင်းပါပဲ။ အပေါ်မှာပြောခဲ့တဲ့တငယ်ချင်းတူလေးလိုပါပဲမငိုရပဲချိန်မိနာကျင်ရချင်းတွေကတန်ရာတွေကိုပုံဖြစ်ပေါ်စေသလိုနာကျင်ချင်းတွေစိတ်တန်ရာတွေကိုပုံအမြင့်တွေသွားစေပါတယ်အဲ့ဒီအချိန်မှာသူ့ဘာသာသူအာပြဲနဲ့ငိုနေပါစေထားကြည့်လိုက်ပါကလေးကတော့ငိုပြီးသူ့ဘာသာသူနေနေကြအတိုင်းပြန်စောကစားဖြစ်ကြမှာပါ။ဂျန်ယာရီနာကျင်ချင်းတွေဝမ်းရဲပူဆွေးမှုတွေဟာအချိန်ချီတိုင်းဖြစ်ပေါ်နေမှာမဟုတ်ပါဘူး။ ြစ်ပေါ်လာတဲ့အခါချိန်မိတ်တန်ရအဖြစ်မခံပဲငိုရှာလိုက်ပါအချိန်တန်တဲ့အခါမှာအလုံးကပြီးဆုံးသွားမှာပါပဲမိပြောက်သွားမှာပါပဲစိတ်တန်ရကိုတတတမွေးမြူနေတော့တတလုံးမင်းမဟုတ်ပါဘူးမျက်ရည်ကျတာငိုလိုက်တာရှုံ့နေခြင်းမဟုတ်ပါဘူးစိတ်တန်ရတွေကိုတွန့်ထုတ်ပြစ်လိုက်တာပါရှင်ထုတ်ပြစ်တာပါနာကျင်ခြင်းတွေနေရာမှာအသက်လောင်းလိုက်တာပါ ဒါကြောင့်မလို့နာကျင်ခြင်းတွေကိုချိန်မိတ်မခံစားပါနဲ့။ငိုရှာပြစ်လိုက်ပါ။ငိုရှာလိုက်တာဟာရှုံးနေခြင်းမဟုတ်ပဲအာသစ်လောင်းခြင်းရဲ့တင်ကြတာပဲဖြစ်ပါတယ်။ငိုရှာလိုက်တာဟာလက်မြောက်လိုက်ခြင်းမဟုတ်ပဲအာယူခြင်းရဲ့တင်ကြတာပဲဖြစ်ပါတယ်။ငိုရှာလိုက်တာဟာဆက်ဝမ်းနေဖို့မဟုတ်ဘဲနဲ့ဝမ်းနေခြင်းတွေကိုတုံရှာပြစ်လိုက်တာပါပဲ။ပြန်မထနိုင်လို့ခြင်းမဟုတ်ဘဲနဲ့ မထနိုင်တော်မယ့်အရာတွေကိုတုံထုံညှိလိုက်တာပါပဲ။ငိုရှလိုက်တာဟာအကြောင်းမင်းမဟုတ်ပါဘူး။စိတ်ပြတ်ဝန်းနေခြင်း၊ကြောက်ရွံ့ခြင်း၊တန်ရအနာတရများစွာကိုစေချောတုံထုံလိုက်ခြင်းပါပဲ။ဒါကြောင့်မလို့ငိုရှလိုက်ပါ။နာကျင်ခြင်းတွေကိုစေချောပြီးတော့အာသင်လောင်းလိုက်ပါ။